ိုးလေတင်းကိုဆောင်းလိုက်တာသမီးကလုံးဝမကျေနပ်ဘူးကျွန်တော်ကျွန်တော်သုံးဝင်လိုက်တာပြောတာဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ကကျွန်တော်တို့ကဦးလေးကိုတမီရိုးရိုးတည်တည်ပဲဦးလေးကသွားဆိုလို့တမီကသွားလိုက်တာဦးလေးအထက်မှာဘယ်သူရှိလဲဗီဒီယိုမရိုက်နဲ့ပါပါဘာလို့လဲမဟုတ်ရိုက်တယ်ဗီဒီယိုရိုက်တယ်မဟုတ်အမလည်းသူအကိုတို့လက်ပြန်ဘယ်လောက်ရှည်လဲဆန့်လိုက်ပြင်ညမရှင်းမယ်ဒီလိုလဲငါ့ကိုဗီဒီယိုရိုက်တယ်ငါလည်းတို့ဗီဒီယိုပြန်ရမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဟင်းနဲ့ငါနဲ့မပြောနဲ့နော်ဟင်းနဲ့ငါနဲ့မပြောနဲ့အဖိုးကြီးကငါ့ကိုပြောတာအရှင်ပြောတာနော်အဖိုးကြီးကငါ့ကိုအရှင်ပြောတာ ဘာမှလှုပ်ရှားလို့မရတဲ့နေရာကို ပြောင်းသွားကြမယ်နော်။ဘာမှလှုပ်ရှားလို့မရတဲ့နေရာကိုပြောင်းသွားကြမယ်နော်။အဲ့တော့ကီနော်။ဘာမှလှုပ်ရှားလို့မရတဲ့နေရာကိုပြောင်းရမယ်နော်တဲ့။အဲ့တော့ဒါကချင်းချောက်တာလည်းပါသလိုဖျင်းတာလည်းပါတယ်။စောက်ကူမဆိုင်ဘူးကွာဆိုတာထက်ကိုစိုးတဲ့စကားလုံးနေ။မင်္ဂလာပါဗျာ ဒီအပိုင်းကျွန်တော်ဗီဒီယိုလေးတွေမတင်ဖြစ်ဘူးပွဲတွေတော်တော် များများလဲလွတ်သွားတယ်ဒီနေ့မှတော့ဗီဒီယိုလေးတွေပြန်ပြီးတင်ပါမယ်အပွဲကြိုက်တဲ့သူတွေအတွက်ပွဲအစ်စ်ကလေးနဲ့စလိုက်ရအောင်ဟုတ်ကူလေးခုနဆောင်းဆောင်းနေနိုင်ွာလားပြန်ပြော view မဆိုင်ရလားလေဦးလေးကဂယူမဆိုင်တာမဟုတ်သမီးသွားကြရှိတဲ့လမ်းကိုသွားတာဦးလေးပါဖို့သမီးကိုဆောက်တယ်လားနိုင်တာလဲ တင်းလို့ယူတော့ဖုန်းကြီးလိုက်ဦးလေးကဆောက်ကင်းမဆိုင်ဘူးလို့တခါမှပြောဦးလေးကလုံးကြောင်ရဲ့ဖြစ်လို့ဆောက်ကင်းမဆိုင်ဘူးလို့လည်းမပြောဘူးဆောက်ကင်းမဆိုင်တယ်တော့တယ်ခဏလေးဒီကားကိုဖယ်ပေးလိုက်လုံးနေတာကျွန်တော်ဆောက်ကင်းဆိုင်လုံးနေတာဦးလေးစောင်းနာမနိုင်နဲ့နော်ကျွန်တော်ဆောက်ကင်းဆိုင်ကျွန်တော်ဦးလေးကဆောက်ကင်းမဆိုင်တာမဟုတ်ဘူးဦးလေးဝင်ဆိုလို့ဝင်တာလေကျွန်တော်ပြောတာကျွန်တော်ပြောတာဆောက်ကင်းဆိုင်ပိတ်ပိတ်ဒီနေ့ကကျွန်တော်ဆောက်ကင်းဆိုင်ပြန်လုံးနေတာဘလို့ဆောက်ကမဆိုင်ပဲလောက်တာလေအမကျဘာမှပြောမနေရိုင်းပေါ်ပြောဘလို့ဆောက်ကမဆိုင်ပဲလောက်တာလေ ဦးလေးနေဆောက်ဆင်းနေငါဆောက်ဆင်းနေတယ်လို့တမီးမပြောဦးလေးဘာဖြစ်လို့တမီးကိုဆောက်ကြည့်ဆောက်လို့ပြောရလဲကျွန်တော်လေကျွန်တော်ပြောတာကျွန်တော်ပြောကျွန်တော်ကိုဦးလေးကဝင်ဦးလေးကဝင်ဆိုလို့တမီးဝင်သွားတာဟုတ်လားမဟုတ်ဘူးဘာမှပြောဘူးလေဘာမှပြောပဲနဲ့ဟမ်ဦးလေးဝင်ဝင်ဆိုလို့တမီးဝင်သွားမှာမဟုတ်ဘူးလားမခင်းကြီးရှိလေဘာဖြစ်လို့ဆောက်နေနိုင်တာလဲကျွန်တော်ပြင်တယ်ဦးလေးကတမီးရေရေတေးပဲပြောတာဦးလေးဘာဖြစ်လို့ဆောက်နေနိုင်တာလဲကျွန်တော်ဆောက်ကြည့်လိုက်တာပြောတာဆောက်ကြည့်လို့ဦးလေးဝင်ဆိုလို့တမီးဝင်တာလေဟုတ်ပါဟုတ်ပါဟုတ်ပါ ကိုလေတမင်းဘသူစောင်းနေနိုင်တာမှခံရမှာမဟုတ်ဘူးနော်ပြောတာကျွန်တော်ပြောတာကျွန်တော်ကိုလေဘာဖြစ်လို့တမင်းကိုစောင်းနေနိုင်ရလဲကျွန်တော်ကျွန်တော်စောင်းကြည့်လိုက်တာကျွန်တော်စောင်းကြည့်လိုက်တာပြောတာလေအကုန်မြင်တယ်ကျွန်တော်စောင်းကြည့်မယ်ကိုလေဝင်ဆိုလို့တမင်းဝင်တာလေဟာလေမိုင်းတဲ့အမှန်လေသူ့ကိုတွန်းပြီးသွားပြီမဟုတ်ဘူးမမတတာမဟုတ်ဘူးကိုလေတမင်းကိုစောင်းနေနိုင်တာတမင်းကလုံးဝမကျင်ရဘူးကျွန်တော်ကျွန်တော်စောင်းကြည့်လိုက်တာပြောတာဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ကကျွန်တော်တို့ပြောဦးလေးကတမီးရိုးရိုးတက်တက်ပဲဦးလေးကသွားဆိုလို့တမီးကသွားလိုက်တာဦးလေးထပ်မှာဘာလို့ရှိလဲဗီဒီယိုမြိုင်နဲ့ပါ ဘာလို့လဲမုံရိုက်တယ်ဗီဒီယိုရိုက်တယ်အမလည်းသူအကိုတို့လက်တံဘလောက်ရှည်လဲဆန့်လိုက်ပြင်ညမရှင်းမယ်အိုက်တော်ကီကတော့မိုက်တယ်နော်အကိုတို့လက်တံဘလောက်ရှည်လဲဆန့်လိုက်ပြင်ရှင်းမယ်အဲ့တော့စီပင်ဝန်တန်းနေဖြစ်မယ်ထင်ပါတယ်အဲ့တော့တားယူမင်းတို့ဘလောက်ရှည်လဲဆိုတာကဆန့်လိုက်တော့ ဒါလေးကိုဘာလို့လဲဘာလို့လဲကောင်းမှုကပဲလေကိုထုတ်ရတာညီမညီမပြပြမယ်နော်ခဏလေးခဏလေးဒါထဲမှာဆိတ်လေးလို့ရလားပုံမဆွေးနေညီမမျိုးသားကိုခေါ်လာတယ်ခဏလေးစဦးလေးကိုရေရိုတဲတဲပဲဦးလေးဝင်ဆိုလို့တမျိုးဝင်လာတယ်ဒီဦးလေးတင်ရရှိမှတမျိုးစောင့်နေနိုင်တယ်ကျွန်တော်ပြောတာကျွန်တော်တော့မကြည့်နဲ့တာကျွန်တော်စောင့်နေရပြောတာဟုတ်ပြီဦးလေးအဲ့လိုဗီဒီယိုမရိုက်နေဟုတ်ပြီဟုတ်ပြီဒီဗီဒီယိုလေးကတော့ဒီအပိုင်းလူပြောများနေတဲ့ဗီဒီယိုဖိုင်လေးပါဒါကတော့ TikTok Selly ချိုချိုလှိုင်ဆိုပြီးတော့နာမည်ကြီးနေတယ် ိုင်းရင်ဆေးဆီယာမလို့လည်းပြောတယ်ဗျ။အဲ့ဘာဆေးတွေထုတ်တယ်ဆိုတာတော့တက်တော့မှသွားပြီးလေ့လာကြည့်ကြပါဦး။အဲ့တော့နှလုံးနဲ့နဲ့ဘောင်းမီကြက်နေတယ်လို့ပဲကျွန်တော်ထင်ပါတယ်။အဲ့တော့ဆော့ကူမဆိုင်ဘူးဆိုတာသူ့ကိုဆော့ကူမဆိုင်ဖဲနဲ့ဝင်သွားတယ်လို့ဆိုလိုချင်တာပါ။အဲ့တော့ဒီမိမကနည်းနည်းမောက်မာတယ်ဗျ။သူ့ရဲ့ဗီဒီယိုဖိုင်တွေကို ကြည့်လို့ရှိရင်လည်း तू ကနည်းနည်းတမျိုးပေါ့။အဲ့တော့ဆယ်လီဖြစ်ချင်တာလား အဲ့တော့နာမည်ကြီးကျင်တာတခုတည်းအတွက်နဲ့တေးတဲ့မှုကိုကြီးအောင်ကြီးတဲ့မှုကိုစောက်ကျိုးနေအောင်လုပ်နေပုံရတယ်။အဲ့တော့ဒီဦးလေးကလည်းတနာဖို့တော့သိကောင်းတယ်သူ့ကိုနိုင်အောင်မပြောနိုင်ဘူး။ तू ကနာမည်ကြီးဖို့တခုတည်းပဲကင်မရာတကားကနဲ့ဗီဒီယိုရိုက်ပြီးတော့လုပ်ချင်နေတဲ့သဘောပါ။အဓိကပြဿနာကိုပြေလည်အောင်ဖြေရှင်းချင်တာမဟုတ်ဘူး။လူများသိစေချင်တဲ့သဘောပါပဲ။ဆက်ကြည့်အောင်။စကားပြောလဲစောင့်နေနိုင်ကြအကြောင်းမရှိတာဦးလေး။ရိုက်တယ်ဗီဒီယိုရိုက်တယ်ခဏစား။ ဦးလေးအဲ့လိုပြောကြတယ်မလိုဘူးလေလူတွေအများကြီးပဲသမီးပုံသိက္ခာနဲ့သမီးရှိတယ်ဘာလို့ဦးလေးစောင့်နေနိုင်တာလဲမဟုတ်လေကျွန်တော်ပြောတာကျွန်တော်ပြောတာကျွန်တော်ပြောပြတာဘာဖြစ်နေလဲလို့ဝင်ဆိုဝင်ဦးလေးလိုလူတောင်နဲ့စကားရပြောကြအကြောင်းမရှိတာဦးလေးသိလားဘောင်းကြီးတို့ဗီဒီယိုကမပြီးသေးဘူးမျိုးလုံးထဲမှာကွက်ကွက်ကွင်းကွင်းမြင်နေတာတော့တမျိုးကြီးဗျကောင်းကြီးတို့ဒီဗီဒီယိုကိုပြီးဆုံးအောင်ကြည့်မယ်လို့မျှော်လင့်ပါတယ်ပြီးဆုံးအောင်လည်းကြည့်မှာပါဒါပေမဲ့ဦးလေးကိုလည်းဖတ်ရှုလို့မဟုတ်ပြောလို့တော့ကျွန်တော်တာဝန်ရှိတဲ့လူတွေဆွေးနွေးရမှာမဟုတ်ဘူးဆိုတော့မယ်နော် ရှားတယ်မရဘူးရှားတယ်ဆွေးနွေးမှာရှိုက်တယ်ညီမအေးစစ်စစ်ပြောလို့ရတယ်မြန်မာနိုင်ငံမှာမြန်မာလူမျိုးစကားအချင်းချင်းအဲ့တော့ဒီမိမရဲ့နောက်မှာဘာရှိနေလဲဆိုတာတော့မသိဘူးဗျတော်တော်တော့ပါဝါအာဏာရှိပုံရပါတယ်အဲ့တော့ဆွတ်ဆက်ပြီးတော့ကိုဖျဲနေတာပြီးတော့မျိုးလုံးထဲမှာလည်းတွေ့နေရတာပြဿနာအောင်မတွေ့ဘူးဘာကြီးတွေ့နေမှန်းအောင်မသိဘူးเนาะအလုံးလည်းတွေ့မှာပါအဲ့တော့ပြီးဆုံးအောင်လည်းကြည့်မယ်လို့မျှော်လင့်ပါတယ် တော့စီပင်ဝင်နှန်းအနေနဲ့ပြဿနာတက်နေတာပါဆက်ပြီးတော့ကြည့်အောင်နင်တို့လည်းငါ့ကိုဗီဒီယိုရိုက်တယ်ငါလည်းတို့ဗီဒီယိုပြန်ရမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဟင်းနဲ့ငါနဲ့မပြောနဲ့နော်ဟင်းနဲ့ငါနဲ့မပြောနဲ့အဖိုးကြီးကငါ့ကိုပြောတာအရှင်ပြောတာနော်အဖိုးကြီးကငါ့ကိုအရှင်ပြောတာဘာမှလှုပ်ရှားလို့မရတဲ့နေရာကိုပြောင်းသွားကြမယ်နော်ဘာမှလှုပ်ရှားလို့မရတဲ့နေရာကိုပြောင်းသွားကြမယ်နော်အဲ့တော့ကီနော် ဘာမှလှုပ်ရှားလို့မရတဲ့နေရာကို ပြောင်းရမယ်နော်တဲ့အဲတော့ဒါကချင်းချောက်တာလည်းပါတယ်လို့ဖျင်းတာလည်းပါတယ်စောက်ကူမဆိုင်ဘူးကွာဆိုတာ ထက်ကိုစိုးတဲ့စကားလုံးနေဘလိုလူမျိုးလဲဆိုတာတော့သိတဲ့သူတွေ comment မှာပြောသွားကြပါအောင်ဗျာနော်ဖျဲချက်တွေကတော့ကြောက်ခမန်းလိလိပဲဟောပြီးတော့နာမည်ကချိုးချိုးလှိုင်းနာမည်နဲ့လူလေးနဲ့လဲလိုက်ပုံရပါတယ် လာချိတ်ချောင်းနေသေးတယ်ချိတ်ချောင်းတော့မဟုတ်ညီမဘာဖြစ်လို့စောင့်နေနိုင်လဲအခုပြပြောပြီးတော့နေတဲ့ခါလေးပြောကြမှာမဟုတ်သူရှင်စောင့်နေလာနိုင်တာလေအသက်ကြီးတဲ့သူကတကယ်ဆိုသမီးရေဘာဖြစ်လို့ဝင်သွားလဲပြောလေညီမဘာဖြစ်လို့နင်ကနင်းနေတဲ့ခါလေးကပြောနေလဲပြောပြတော့နေတဲ့ခါလေးပြောရှောက်ကြပြစ်ပြီးတော့နှုတ်တိတော့ရှာပါလာလုံးနေတယ်ပြရတာဟိုကပြအသက်ကြီးတဲ့သူကအသက်ငယ်တဲ့သူကစောင့်နေနိုင်လို့ရလားတောင်းဝင်ရှိရလို့ရှိတယ်လို့လာပြောပါလားလာတိုင်းပါလားဒီလိုလဲအဲ့ဒါဆိုသူစော်ကားကျင်တယ်လို့စော်ကားလိုက်ခံပြီးတော့မှတမီးကကိုကြီးတို့လာတိုင်းရမှာလား ကိုပြောကဲနောက်ဆုံးတစ်ခွက်ကတော့လှပါတယ်နော်တမီးကကိုကြီးတို့လာထိုင်ရမှာလားတမီးကတမီးလဲဒီပြဿနာကိုအေးကြမ်းကြမ်းပြီးသွားတာကောင်းပါတယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာလဲတနေ့တနေ့မယိုးနိုင်တဲ့ပွဲတွေပေါ့လေအဲ့တော့ပွဲတွေကိုဘယ်သူတွေကဖန်တီးနေတာလဲဆိုတော့ဆယ်လီဖြစ်ခြင်းတဲ့လူတွေလူသိများခြင်းတဲ့လူတွေလိုင်းပေါ်မှာအတန်းရှင်းရခြင်းတဲ့သူတွေအဓိကဖန်တီးနေကြတာဗျအဲ့တော့ဘာမဟုတ်တဲ့ပြဿနာလေးတွေ တည်တည်မှမှလေးတွေကိုကြီးအောင်ပြဿနာတွေမပြီးဆုံးအောင်နာမည်ကြီးသွားအောင်လူပြောများအောင်တစတစအွန်လိုင်းပေါ်မှာဖန်တီးလာကြတယ်လို့ပဲကျွန်တော်ကတော့ထင်ပါတယ်အဲဒီတော့တေးတဲ့မှုကိုကြီးအောင် ကြီးတဲ့မှုကိုစောက်ချိုးနေအောင် ဖန်တီးနေတဲ့ဆယ်လီတွေနာမည်ကြီးနေတဲ့လူတွေအတန်းရှင်းရှာတဲ့လူတွေလဲဆိုရှယ်မီဒီယာဆိုတာတုံးတက်ရင်စေးမတုံးတက်ရင်ဘေးပါနော်အဲ့ဒါလေးကိုတော့တတိချက်စီကြပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယို ဖိုင်လေးကတော့ စီပင်ဝန်ထမ်းနေနဲ့ပြဿနာတက်နေတဲ့ဆယ်လီချိုချိုလှိုင်းဆိုပြီးတော့တက်လာတဲ့ဗီဒီယိုဖိုင်လေးပါနာမည်လေးနဲ့လူလေးနဲ့လည်းလိုက်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်မယ်ဆိုတာလည်းယုံပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ဦးများ